ဟယ်လိုအားလုံးမင်္ဂလာပါရှင်ခုမင်ကရန်ချစ်စရာကောင်းတဲ့ဒီကန်းကိုကောင်းကြီးကျိုးထုံးနေလေးကိုထုတ်ပြပေးသွားမယ်နော်ဒီကောင်းကြီးကျိုးလေးထုတ်ဖို့အတွက်မင်က NR2 အစိမ်းရောင်လေးကိုသုံးပြီးတော့ထုတ်မယ်နော်ကန်းကိုပန်းလေးတွေကတော့လေးပွင့်ကိုသုံးပြီးတော့ထုတ်တော်မှာပါရှင်ကောင်းကြီးကျိုးလေးကတော့မင်ကဘူဒီမပါတဲ့ကောင်းကြီးကျိုးလေးကိုသုံးပြီးတော့ထုတ်မယ်နော်ကောင်းကြီးကျိုးလေးစထုတ်တော့မယ်ဆိုဒီတစ်စိတ်ကလေးကိုဖြုတ်လိုက်မယ်နော် သိရင်မင်းတို့ကခြိစားလေးကိုဒီခေါင်းကြီးခွင်းလေးထဲမှာဝင်ပြီးတော့ခြိလိုက်မယ်နော်ပထမတစ်ချက်ခြိလိုက်မယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ချက်ထပ်ပြီးတော့ခြိမယ်နော်ရေဘူးဆိုရင်တော့ဒီလိုအနေထားလေးကိုရသွားပြီနော်ပြန်မင်းတို့ကတော့မနော်ခုနကခြိထားတဲ့ ခွင်းလေးတွေကနေပြီးတော့အဲ့ဒီခွင်းလေးတွေကနေအခလေးကိုထည့်လိုက်မယ်။အခုထည့်ပြီးတော့ခြေသားလေးကိုချေယူလိုက်မယ်နော်။ခြေလေးကိုချေယူပြီးသွားပြီဆိုလို့ရှင်မင်းတို့ကအောက်ကခေါင်းစည်းခွင်းပပတ်လင်မှာတိုင်တိုလေးတွေနဲ့ထိုးသွားရပါမယ်ရှင်။ကောင်းချီခွင်းရဲ့အောက်ဖက်ကနေပြီးတော့ဗောနောခြေသားလေးချေယူလာမယ်ပြီးရင်တခါတည်းထုတ်လိုက်မယ်အဲဒီနီလန်းလေးအတိုင်းပဲမင်းတို့ကခေါင်းချီခွင်းပပက်လေးလေးကို ထိုးသွားပြရပါမယ်ရှင် ဥမင်းတို့ကထိုးလာတာနည်းနည်းလေးများလာပြီဆိုလို့ရှိရင်အဲဒီတိုင်တို့လေးတွေကိုဆွဲဆွဲပြီးတော့စုပေးရမယ်နော်အဲ့ဒါမှခေါင်းစည်းကြိုးစီးတဲ့အခါကျတော့တင်းတင်းကြီးဖြစ်မနေအောင်နော်ဘူထိုးလာတာနည်းနည်းများများလေးရလာပြီဆိုရင်မင်းတို့ကဆွဲပြီးတော့စုလိုက်မယ်နော်ဆွဲပြီးတော့စုစုပြီးတော့ခေါင်းစည်းကွင်းပပတ်လေးလေးကိုထိုးသွားပေးရပါမယ်ရှင်ဒီမှာနော်အခုလိုမျိုးလေးဆွဲဆွဲစုပြီးတော့ပပတ်လေးကိုထိုးသွားပေးပါနော် အခုဆိုရင်ခေါင်းစည်းကွင်းပပတ်လေးလေးကိုထိုးလာပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတော့ဒီနေရာလေးမှာဆိုလို့ရှိရင်ပထမအဆုံးစထားတဲ့နေရာလေးနဲ့ရှက်ကွန်လေးနဲ့ချိန်လိုက်မယ်နော်ရှက်ကွန်လေးနဲ့ချိန်ပြီးသွားပြီဆိုရင်ပထမအဆင့်ကိုရပြီနော်ဒုတိယအဆင့်ကိုထိုးဖို့အတွက်ဆိုရင်ဒီနေရာမှာဖုံးမင်း၅ချက်ဖုံးမင်း၅ချက်ပြီးလို့ရှိရင်သူ့ရဲ့ဒီအကွာဝေးကတော့ဘလောက်ရလို့သတ်မှတ်ချက်မရှိဘူးပေါ့နော်ငိုကခွင်းလေးတွေဖြစ်အောင်ထိုးတော့မှာနော် ။ဝမင်းငါးချက်နဲ့အခုလိုမျိုးပေါ့နော်အကွာဝေးလေးကတော့ကိုကခံမှန်းပြီးတော့ခွင်းလေးရအောင်လုပ်သွားရမယ်နော်။အဲ့ဒီလိုမျိုးဖုံးမင်းငါးချက်စီနဲ့ခွင်းလေး24ခွင်းရအောင်မင်းတို့ကထိုးသွားပေးရပါမယ်ရှင်။မင်းတို့ကခန်းကုတ်ပန်းလေး၄ခွင်းကိုအသုံးပြုပြီးတော့ထိုးမှဖြစ်တဲ့အတွက်ခန်းကုတ်ပန်းလေး၃ခွင်းမှာမင်းတို့ကဒီလိုမျိုး ခွင်းလေး6ခုလိုတယ်ပေါ့နော်။အဲ့ဒါကြောင့်မို့လို့ခန်းကုတ်ပန်းက၄ခွင်းဆိုတဲ့အတွက် 6424မင်းတို့ကဂွင်းလေး24ဝင်းရအောင်ဒီကောင်းစီဂွင်းလေးပပက်လေးမှာထိုးသွားပေးရပါမယ်ရှင်အကွာဝေးလေးကိုကတော့ခံမှန်းပြီးတော့ထိုးသွားပေးပါနော်ဘူးထိုးလာတာကောင်းစီဂွင်းပပက်လေးပြီးသွားပြီပေါ့နော်ဂွင်းလေး24ဂွင်းရှိရပါမယ်အဲ့ဒါဆိုရင်မင်းတို့ကနောက်ထပ်တစ်ဆင့်ကိုထပ်ပြီးတော့ထိုးမယ်နော်နောက်တစ်ဆင့်မှာဆိုလို့ရှိရင်မင်းတို့ကဒီဘက်မှာနော်သူ့ရဲ့ဘေးနာကအဆအုံးဆုံးဂွင်းလေးကိုတိုင်တူလေးနဲ့ရွှေ့ပြီးတော့ချိတ်လိုက်မယ်ပေါ့နော် ဒိုင်နိုလေးနဲ့ချိန်ပြီးသွားပြီဆိုရင်ဒီနေရာမှာဖုံမေး73ချက်ထိုးပါမယ်။ကုထိုးလာတာဖုံမေး73ချက်ရပြီဆိုရင်မင်းတို့ကအမတခါရေးလိုက်မယ်။အမရေးပြီးတော့အပေါ်ကစရရင်၅ပေါင်းမြောက်ဖုံမေးလေးမှာအကလေးကိုတည်းချစ်သားလေးချိန်ယူမယ်ပြီးရင်မထုတ်ဖ ೇನೆ အထက်မှာတင်ထားမယ်ပြီးရင်အမတခါရေးမယ်။ မကားဖုံမီလေးတွေကနေပဲခြေစားလေးချက်ယူလာမယ်အထဲမှာတိတ်ထားမယ်ပြီးရင်နောက်ထပ်တစ်ခါရက်မယ်ဖုံမီပါလေးတွေကပဲခြေစားလေးချက်ယူလာမယ်အခုလိုမျိုးသုံးခုချက်ယူလာပြီးတော့မှနှုတ်ကတစ်ခါလေးဆူပြီးတော့ထုတ်လိုက်မယ်နော်ပြီးရင်ဖုံမီလေးတစ်ချက်နဲ့ချုပ်လိုက်မယ်ခုလိုမျိုးလေးရပြီဆိုလို့ရှိရင်ဒီနေရာမှာဖုံမီ၅ချက်ဖုံမီ၅ချက်ပြီးရင်ခုနကဆူထုတ်ထားတဲ့ဖုံမီရဲ့အောက်ဖက်က ဖုံမီလေးမှာနော်အဖက်ကဖုံမီလေးမှာနှုတ်ကရှက်ကော်လေးနဲ့ချိန်လိုက်မယ်ရှက်ကော်လေးနဲ့ချိန်မှဒါဆိုဒီလိုမျိုးအဖူးလေးရသွားပြီနော်ပြီးရင်ဖုံမီရှစ်ချက်ဖုံမီရှစ်ချက်ထုတ်ပြီးတော့ရင်သူ့ရဲ့ဘေးနားကခွင်းလေးမှာနော်ခွင်းလေးမှာမင်းတို့ကတိုင်တိုလေးနဲ့ချိန်လိုက်မယ်အဲ့ဆိုရင်တော့ဖူးတန်လေးတစ်ခုရပြီပေါ့နော် အဲဒီလိုမျိုးဘူးရန်လေးလေးခုရအောင်မင်းတို့ကထိုးသွားပေးရပါမယ်ရှင်။နောက်ထပ်တစ်ခုကိုတော့မယ်ဆိုရင်ဖုံမင်းလေး73ချက်ဖုံ73ချက်ပြီးရင်မင်းတို့အမတခါရေးလိုက်မယ်ပြီးတော့မှအပေါ်ကနေ၅ချက်မြောက်ဖုံမင်းလေးမှာအကူထဲခြေသားလေးချက်ယူလာမယ်အထက်မှာတိန်းထားမယ်ပြီးရင်နောက်ထပ်အမတခါရေးဖုံမင်းရဲ့ခြေသားလေးချက်ယူလာမယ်အထက်မှာတိန်းထားမယ်ပြီးရင်နောက်ထပ်တခါရေးမယ် မမီတဲကလည်းခြေစားလေးချက်ယူလာပြီးရင်အဲ့တော့မှတခါတည်းဆုပြီးတော့ထုတ်လိုက်မယ်ပြီးရင်ဖုံမင်းလေးတစ်ချက်နဲ့ချုပ်လိုက်မယ်ပြီးရင်မြန်မာဖုံမင်း၅ချက်၅ချက်ပြီးရင်ခုနကခြေစားလေးတွေဆုထုတ်ထားတဲ့ဖုံမီးပေါက်ရဲ့အောက်ဖက်ကဖုံမီးလေးမှာရှက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ဒါဆိုဖုံလေးရပါပြီပြီးလို့ရှိရင်ဖုံမီး၈ချက် ဘုံမရှိချင်ရပါဆိုရင်မိနာကခွင်းလေးမှာမင်းတို့ကတိုင်တုံလေးနဲ့ချိန်လိုက်မယ်နော်အဲဒီလိုမျိုးနီလန်းလေးအတိုင်းပဲမင်းတို့ကဖူးရန်လေးလေးခုရအောင်ထိုးတော့ပြရပါမယ်ရှင်ခုထိုးလာတာဖူးရန်လေးလေးခုရပြီဆိုလို့ရှိရင်ဒီနေရာမှာနော်ဒီနေရာမှာကကြတော့ဖုံမီလေးနှစ်ချက်ထိုးမယ်ဖုံမီလေးနှစ်ချက်ထိုးပြီးတော့လို့ရှိရင်မိနာကခွင်းလေးကိုမိနာကခွင်းလေးစီကို တိုင်တုံလေးနဲ့ရွှေလိုက်မယ်

ဘူတိုင်ရှင်းလေး9000ရပြီဆိုရင်ဒီနေရာမှာဖုံမိလေးချက်နေတယ်ပြီးတော့အဲ့ဒီခွင်ထဲမှာပဲမင်းတို့ကတိုင်တိုလေးနဲ့ပြန်ချိန်လိုက်ပါတော့ဒါဆိုရင်အခုလိုမျိုးပြားလေးရပြီနော်ပြီးရင်ဖုံမိနှစ်ချက်နှစ်ချက်ပြီးရင်ဗီနာကခွင်းကိုမင်းတို့ကတိုင်တိုလေးနဲ့ရွှေ့လိုက်မယ်ဒါဒါဆိုရင်တော့ပန်းမွင့်တပွင့်စာအတွဲဖူးရံလေးလေးခုနဲ့ဒါအပွင့်လေးတက်မဲ့အပြားလေးတစ်ခုရပြီပေါ့နော် လုံကအဲ့ဒီနီလန်းလေးအတိုင်းပဲခေါင်းသေးဝင်လေးပပက်လေးမှထိုးတော့ပေးရမယ်နော်ဖူးရန်လေးလေးခုထိုးမယ်ပြီးလို့ရှိရင်ပန်းလေးတက်ဖို့အတွက်အခုလိုမျိုးပြားလေးတစ်ခုထိုးမယ်နော်အဲ့ဒီလိုမျိုးနီလန်းလေးနဲ့ပပက်လေးကိုဆက်ပြီးတော့ထိုးသွားပေးပါရှင်ခုမင်းတို့ကထိုးလာတာဒီမှာတော့ခေါင်းစည်းကွင်းပပက်လေးမှာအခုလိုမျိုးလေးရသွားပြီပေါ့နော်။ဥရန်လေးလေးကိုဒီပန်းမွန့်လေးတွေတက်မယ်။ ပြားလေးတွေလည်းရပြီပေါ့နော်။အဲဒါဆိုရင်ဒီနေရာမှာကကြတော့မင်းတို့ကဖုံမိသေးတစ်ချက်ထိုးပြီးတော့ခြေကြလေးကိုဖြတ်လိုက်မယ်နော်။ခြေကြလေးဖြတ်လိုက်မယ်ပြီးလို့ရှိရင်မင်းတို့ကဒီခြေကြလေးကိုတင်လိုက်ပါနော်။ခြေကြလေးတင်ပြီးသွားပြီဆိုရင်မင်းတို့ကအခုလိုအနေထားလေးရသွားပြီပေါ့နော်။မင်းတို့ကနောက်တစ်ဆင့်မှဆိုလို့ရှိရင်ဒီအပြားနေရာလေးတွေမှာပေါ့နော်။ဒီအပြားနေရာလေးတွေမှာမင်းတို့ကခံကိုပန်လေးတွေကိုဝင်ပြီးတော့ခြေတော့မှာပေါ့နော်။ ဒီနေရာမှာကိုကခန်းကိုပန်းလေးကို၄ပွင့်မဟုတ်ပဲနဲ့၅ပွင့်၃ချင်ရင်လည်းရတယ်เนาะဒါမှမဟုတ်သုံးမွင့်မဲ့၃ချင်ရင်လည်းရပါတယ်ခန်းကိုပန်းလေးကိုချိမဲ့ဆိုလို့ရှင်ရင်မနှောကဒီမှာတော့ခြေသားလေးကိုဖြတ်လိုက်မယ်ပြီးရင်ခန်းကိုပန်းလေးရဲ့နောက်ဖက်ကနေပြီးတော့အဲဒီခြေသားလေးကိုချိန်လိုက်မယ်เนาะချိန်လိုက်ပြီးရင်ဒီလိုနေထားလေးရပြီဆိုလို့ရှင်မင်းတို့ကခေါင်းစည်းကြိုးလေးမှာ ကပ်ပြီးတော့ခြေလိုက်မှာเนาะဒီနေရာလေးကကြတော့ဘလိုမျိုးခေါင်းကြီးရဲ့ဒီအပြားနေရာလေးမှာနှုတ်ကဗမ်းဝင်လေးကိုဝင်ပြီးတော့ခြေလိုက်တဲ့သဘောမျိုးလေးပေါ့เนาะမနောဘလိုမျိုးလေးခြေစာလေးကို အပြားလေးတွေကနေပြီးတော့ထုတ်လိုက်ပြီးတော့နှုတ်ကဒီနောက်ဖက်ကနေပြီးတော့ခြေစာလေးကိုခြေလိုက်မယ်เนาะစာလေးကို နှစ်ချက်လောက်ပေါ့နော်နှစ်ချက်လောက်ခိုင်ခိုင်လေးဖြစ်အောင်ချိလိုက်ပါမယ်ချိပြီးတော့ရင်ဒီချီစာလေးတွေကိုတင်းလိုက်မယ်နော်ကဲအခုဆိုလို့ရှိရင်တော့ပန်းလေးကဒီလိုအနေထားလေးရပြီပေါ့နော်ကဲနောက်ထပ်နေရာလေးတွေမှာလည်းအဲ့ဒီနီလန်းလေးအတိုင်းပဲမင်းတို့ကပန်းလေးတွေကိုဝင်ပြီးတော့ချီသွားလိုက်မယ်နော်ကဲအခုဆိုရင်တော့ရန်ချစ်ချာကောင်းတဲ့ကန်းကောက်ကောင်းစီကျိုးလေးရပါပြီရှင် ဒီကောင်းစီတိုးလေးကကြတော့မင်းတို့ကပေါ့နော်သူ့ကိုနှစ်ပတ်ရစ်ပြီးတော့စီးတာထက်စားလို့ရှိရင်စတုံးလေးထုံးပြီးတော့အပေါ်ကနေသူ့ကိုဆွလိုက်လို့ရှိရင်ပို့ပြီးတော့လှတယ်ပေါ့နော်ကဲဒီကောင်းစီတိုးလေးကိုလိုက်ပြီးတော့ထိုးကြည့်ပါရန်ကုန်မှာချစ်စရာကောင်းပါတယ်ရှင်အလုံးမဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်